အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒဇာမုံလာပြည့်နေလေးပဲဖြစ်ပါတယ်ဒဇာမုံလာပြည့်နေလေးမှာအန်အန်အတွက်သူ့ရဲ့အဖိုးဦးကျော်ဝင်းနဲ့သူ့ရဲ့အဖွာတော်မြင့်တင်တို့ကတနှစ်ပြည့်မွေးနေ့အချို့အတွက်ဆိုပြီးရှိပီတာမြို့နယ်မှာရှိတဲ့ဘုံကြီးချောင်းမှာအန်အန်လေးအတွက်မွေးနေ့ကုသိုလ်လှူဒန်းပေးပါတယ်ရှင်အဲ့ဒီအလူလေးကိုတော့ကျမတို့မိသားစုကအရှိတခေါင်းနေပြီးတော့ရှိပီတာကိုတွားရောက်ပြီးတော့ပါဝင်ခဲ့ပါတယ်အခုတွေ့နေရတာကတော့ ျမတို့ဘုန်းကြီးစွန်ကန်လာရောက်ပြီးတရားနာကြတဲ့တရားနာ အပြစ်သက်တွေကိုကျမတို့ကျူးမွေးပြီးတဲ့အခါမှာတော့မိသားစုတွေဝင်ရောက်စားတောက်နေရဖြစ်ပါတယ်။အဲ့မှာတော့အန်အန်လေးရဲ့အတော်ရီအန်အန်လေးရဲ့အကူနဲ့အန်အန်လေးရဲ့ဖဖေတို့ဖဖေတို့ပါပါပါတယ်ရှင်။လူကြီးအားလုံးကသမင်းစားနေကြတော့မောင်အန်အန်လေးကလည်းစားကြတဲ့စိတ်တွေပြင်းပြနေလို့သူ့ရဲ့သမင်းပကံလေးနဲ့သူ့ကိုထိုင်ပြီးတော့ကြွေးပါတယ်။ဒါပေမဲ့သူကကိုယ်တိုင်မဲ့သူ့ရဲ့လက်နဲ့သူကစားကြမှာတယ်ဆိုတော့ သူ့ရဲ့လက်နဲ့စာဖို့အတွက်အမှသူစိတ်ချမ်းသာအောင်ကျွန်တော်တို့သူ့အတွက်ထမင်းဖြူလေးထည့်ထားပေးပါတယ်။အန်အန်လေးနဲ့အပြိုင်စားနေတဲ့သူကတော့အန်အန်လေးရဲ့အဖေပဲဖြစ်ပါတယ်။စားကောင်းလားလို့မိနေတဲ့ချိန်မှာတော့ပြုံးတုံတုံနဲ့ကောင်းပါလေလို့ခေါင်းချင်းပြပါတယ်ရှင်။ဖမုံရှိရောသွားပြီးတော့လေ အသည့်ကြီးကိတ်မှုတွေတွားရောက်ပြီးတော့တောင်းစားနေပါတော့တယ်။စားနေတောက်နေရရင်တော့သူ့တွက်ကပျော်ရွှင်စရာတကဘာကြီးလို့ကိုထင်နေနေပါတယ်။သူဆရာမသူ့ရေလေးတိုက်ပါတယ်ရှင်။ရေလေးတောက်လိုက် မုံလေးစားလိုက်နေတော့မောင်အန်းအန်းကအရန်ကိုပျော်ရွှင်လွန်နေပါတော့တယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတွေအားလုံးကျေးဇူးများတင်ပါတယ်။ဒါလေးကတော့အန်းအန်းရဲ့မွေးနေ့အချိုတနည်းပြေပေါ့နော်။တနည်းပြေမွေးနေ့အချိုလေးကိုသူ့ရဲ့အဖိုးဘွားကရှိပီတာမှာရှိတဲ့ဘုံကြီးကျောင်းလေးမှာ ကုသိုလ်လုပ်ပေးတာဖြစ်ပါတယ်။အဲအဲနေ့ကတော့နိုဝင်ဘာလမှ၈ရက်နေ့မှာသူရဲ့တနှစ်ပြည့်မွေးနေ့ကထပ်ပြီးတော့ရှိပါဦးမယ်ရှင်။အားလုံးပဲကျန်းမာချမ်းသာကြပါစေနော်။တဒါ